ခမလီဝန်ဆိုင်သောမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ5ရက်နေ့ပုဒ်တဟူနေ့ညရှန်နီအတန်ရဲ့ pocket အစီအစဉ်လေးကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှန်နီဒေတာနဲ့ပြည်တွင်းကသတင်းတွေကိုစူးစီးနှาศင်ကြရမှာပါ ဒီနေ့ညအတွက်တင်းတွေမှာတော့လူမျိုးအမိမှန်ရရှိရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့ဂျာနီပါတီကပြောဆိုတဲ့တင်းအခြေခံစဘာစင်းလုံးတင်းတရာကို17တင်းကျော်သတ်မှတ်တဲ့တင်းမိုကိုမျိုးကနေစစ်ပေးရှောင်ဖို့ကားခတအုပ်ကို78တင်းအထိမြင့်တက်လာနေတဲ့တင်းကိုကန်ဒေတာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သူပဲဆောက်ချိန်ကိုတရုတ်ကဒီတန်ချမှတ်တဲ့တင်းမြင်ကျင်းနှမျိုးမှာတစောင်းတိုင်းစီမီ2000မီးမျိုးပွဲပြုတ်လုပ်တဲ့တင်းတွေကိုနားဆင်ကြမှာပါ ရှိရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့ဂျန်နီပါတီဆိုတဲ့အကြောင်းကိုပြောပြပြီးတော့မှာပါ။ရှနီလူမျိုးအမိမာရရှိရေးလုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့တိုင်းလန်ရှနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဂျန်နီပါတီကပြောဆိုပါတယ်။လာမယ့်2025ခုနှစ်ရွေးကောက်ပွဲအတွက်စီယုံဟောပြောမှုထဲမှာပါတီရဲ့ရှေ့လုပ်ငန်းစဉ်၄ရက်ကို ပြောဆိုခဲ့ပါတယ် အဲ့ဒီလေးချက်ထဲမှာငိမ့်ရှမ်းရေရှက်နီလူမျိုးအမိမှရရှိရေတောင်တူလက်ဓမ္မပေါ်ဝမြင့်တင်ရေးနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ပဲဖြစ်ပါတယ်ရှက်နီလူမျိုးအမိမှရရှိရေအတွက်လှုပ်ဆောင်သွားမဲ့အသေးစိတ်ကိုတော့ထက်တွင် ပြောဆိုရှင်းမရှိပါဘူးရှက်နီလူမျိုးအမိမှရရှိရေအတွက်ရှက်နီမျိုးရိုင်းညီလာခံကဆုံးဖြတ်ထားခဲ့တာဖြစ်ပြီး2016ခုနှစ်ကပြုလုပ်တဲ့23ရာစုပင်လုံးမှာလဲဂျာနီပါတီကစာတမ်းတင်တွင်ခဲ့ပါတယ် တို့ပေမဲ့လည်းရှန်နီလူမျိုးအမြင်မှန်ကိုလက်ရှိတန်ရရှိရှင်းမရှိတလို့ရှန်နီလူမျိုးစုအများဆုံးကင်ဆောင်တဲ့မပုံတင်များကိုလည်းရှမ်းပမာနောက်ပိုင်းမှာပမာဟုတာထက်တွင်ဖော်ပြလာတာကိုတွေ့မြင်နေရတာလည်းဖြစ်ပါတယ်။ဂျန်နီပါတီက2025ခုနှစ်ရွေးကောက်ပွဲမှာပြည်내တစ်ခုအတွင်းတွင်ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီအဖြစ်မပုံတင်ထားပြီးမွန်ညင်းမိုကောင်မြစ်ချနာ ဖာကန်ဝိုင်းမော်မန်စီစတဲ့မြို့နယ်တွေမှာဝင်ရောက်သွားမှာဖြစ်ပြီးကိုစလေလောင်း20ကျော်ရှင်ပြိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ဂျန်နီပါတီကဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်ကိုစလေတရှိုးကမဲဆွယ်စီယုံရေးလုပ်ငန်းစဉ်တွေကိုစတင်နေပြီဖြစ်တယ်လို့လည်းကြေညာထားပါတယ်။ ိုဝင်ဘာလ၂ရက်နေ့ကမြစ်ချနာမြို့နယ်အတွင်းဝေပုံလရှမ်းမြို့နယ်ဆိုဆစ်ဆောင်စခန်းလေကုံးရက်ကွက်နဲ့ခေမာတီရီရက်ကွက်ကရှမ်းမြို့နယ်ဆိုများတမယုံတွေမှာမဲဆွယ်လုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်မွန်းညမြို့နယ်အတွင်းဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းတွေကလည်းရေနွေးကြံဝိုင်းဆိုတဲ့ကောင်းစင်နဲ့လှုပ်ဆောင်နေတယ်လို့တိဒတ်ခန့်တွေကပြောပါတယ် စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါတီအများစုကမြေပြင်ထက်အွန်လိုင်းကနေတာမဲဆွယ်စည်းရုံးနေကြရပြီးအင်တာနက်လိုင်းတွေမရှိတဲ့ဒေတာခန့်တွေအတွက်ရွေးကောက်ပွဲအကြောင်းတော့မသိရှိသူများစွာရှိနေတယ်လို့လေ့လာသိရှိရပါတယ်ရှင်။အခြေခံစဘာဈေးနှုန်းတင်းတရာကို15တင်းကျော်တက်မှတ်တဲ့သတင်းပြောပြပေးပါမယ်။ဒီနှစ်ထွက်မဲ့စဘာနဲ့လာမယ့်ထွက် ီနှစ်ထွက်မဲ့မိုးစဘာနဲ့လာမယ့်နှစ်မှာထွက်မဲ့နှွေစဘာတို့ရဲ့အခြေခံရည်ညွှန်းဈေးတွေဟာတင်းတရာကို73သိန်းခွဲကျသတ်မှတ်တဲ့အကြောင်းတောင်တူလေဓမ္မအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥဆောင်အဖွဲ့ကကြေညာခဲ့ပါတယ်ဒီဈေးနှုန်းတွေရရှိဖို့အတွက်စဘာဟာအစိုးတ14ရာခိုင်နှုန်းသာရှိရမှာဖြစ်ပြီးအထင်အမော်ဖုန်တိန်ခဲကျင်းစင်ပြီးအရည်တွေပန်းဆိုင်ရာတမတ်စံချိန်စံညွန့်တင်နဲ့ကန့်ညီတဲ့တည်င်း56ပေါင်ကတ်ရမှာလို့အဲ့ဒီအဖွဲ့ကဆိုပါတယ် လက်ရှိဈေးကွက်ပေါက်ဈေးတွေဟာအခြေခံရည်နှုန်းစပားဈေးနဲ့အပေါ်မှာဖြစ်နေရင်တော့ဈေးကွက်အပေါက်ဈေးအတိုင်းဝယ်ယူဖို့ဈေးကွက်ပေါက်ဈေးဟာအခြေခံရည်နှုန်းဈေးရဲ့အောက်မှာဖြစ်နေရင်အခြေခံဈေးနှုန်းအတိုင်းဝယ်ယူရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။လက်ရှိမုံညင်းမြို့နယ်အတွင်းမှာတောင်းလူတွေဟာစပားတတင်းကိုတက်တောင်းကြော်နေတာရောင်းချနေရပြီးစိုက်ပျိုးကုန်ကြစိတ်တွေတွက်ချိတ်ကိုင်းမှုမရှိဘူးလို့လည်းသိရပါတယ်။လက်ရှိစပားရိတ်တင်းရတီရောက်ရှိလာပြီးရိတ်ချွေဆက်ငားရန်ခါတွေဈေးနှုန်းမြင့်တက်လာကြောင်း ောက်ရစ်တမတွေနဲ့လာရေးတိတ်နေရပြီးကုန်ကြစိတ်တွေဟာလည်းကျင့်မြင့်နေစေလို့တောင်သူတွေကဆိုပါတယ်တောင်သူတွေဟာစပားဆက်ပြိုးတဲ့ယာတီမှာလည်းချင်းငွေဆိုင်ရာကန့်တမှုတွေနဲ့ကြုံတွေ့နေရပြီးလက်ရှိမှာစပားစည်းနှုန်းတွေဟာကျဆင်းနေစေလို့လည်းသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မှာမွန်ညွန့်မြို့နယ်တွင်ကတောင်သူတွေဟာစပားဆက်ပြိုးချိန်မှာဆက်ပြိုးရေးချင်းငွေနောက်ကျမှု တက်မြေဩဇာတစ်စည်းလုံးကြီးမြင့်မှုတွေနဲ့ကြုံတိခဲ့ရတဲ့အပြင်ရိတ်တိန်ချိန်မှာလည်းရိတ်တိန်ဖို့အခက်ခဲနဲ့စပါးစင်းနှုံးတွေကျဆင်းမှုတွေနဲ့ရင်ဆိုင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။မုကုံမြို့မှာစစ်ပေးတိန်ဆောင်ဖို့ကာခတအူလျင်ကျက်ရှစ်သိန်းအထိမြင့်တက်လာနေတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ တီအန်အနေကတပ်ပြတ်ဆုံးမဲ့မိုးကုံမြို့မှာစစ်ပေးတန်းဆောင်ဖို့အတွက်ကားလက်မခတွေဟာတအူးကိုကြက်၈တိန်းအထိဒီကနေ့မှမြင့်တက်လာခဲ့တယ်လို့ဒေတာခန့်တွေက ပြောပါတယ်မကုံမြို့ကို DNA ကတက်ပြန်ဆုံးမှာဖြစ်ပေမဲ့ PTF များကဆက်လက်ကကွယ်တွားမယ်လို့ကြေညာထားပြီးတိုက်ပွဲတွေပြင်းထန်လာမှာကိုဒေတာခန်တွေကစိုးရင်ကြတဲ့အတွက်စစ်ပေးတိန့်ဆောင်ကြတာဖြစ်တယ်လို့တီးရပါဗျ။ ကားခတွေဆေးမြင့်တက်နေပြီမဲ့လဲတရက်ကို ကားစီးရေ20ကျော်မိုးကုတ်ကနေထွက်ခွာနေကြတယ်လို့ဒေတာခန်တွေက ဆိုပါတယ်အခုဒီနေ့ကားလက်မပေါက်ဆေးကတရက်ကို8သိန်းရှိတယ်ပတ်စံရှိတဲ့တူတွေပဲစစ်ဆောင်လို့ရတာမရှိရင်မလွယ်ဘူးတရက်ကို အခုကြည့်နေတာ ကားအစီး20ကျော်လောက်ထွက်နေတယ်ကိတ်ဖွင့်တဲ့အချိန်ကစလို့သူတို့ကအစိုးကြီးထွက်ကြတာလို့ ရင်လိုင်းတွေနဲ့နိစတုတူကပြောပါတယ်မိုးကုတ်မိုးမိတ်လမ်းပိုင်းအဲ့ဒီကနေတဆင်တကောင်းကြာညမတဆင်ရွှေပိုမြစ်ကြီးနာပြူဟာလမ်းကနေမန္တလေးကိုစစ်ပေးရှောင်ကြတာပါမုတ်ကုတ်မှာတိုက်ပွဲကြီးမားလာနိုင်တဲ့စိုးရိမ်မှုတွေကြောင့်ဒေတာခန်စစ်ဆောင်တွေအပြင်ဒေတာခန်လုပ်ငန်းတချို့ပိတ်သိမ်းပြီးထွက်ခွာမှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ မိုးကုတ်မြို့တိမ်တိုက်ပွဲကို TNN အနေနဲ့တူပါဝင်ခဲ့တဲ့မိုးကုတ်ပြူဟာအပါအဝင် PDF တပ်တွေဟာအင်အားတိုးရှက်ထားပြီး TNN ကမြို့ထဲကတပ်ဆုံမဲ့အရှိန်တွေကိုစောင့်ကြည့်နေကြတယ်လို့ PDF တပ်နဲ့နှိဆက်သူတွေစီကနေတီးရပါတယ်။အခုကတော့ကလေးတွေ PDF တွေနဲ့အင်အားတွေအများကြီးဖြည့်ထားတယ်တိုက်ပွဲကတော့ကြီးကြီးမားမားဖြစ်မဲ့ပုံပဲ ပလောင် DNA နေကတော့မဆုတ်သေးဘူးအေးအေးဆေးဆေးလေးရှိနေသေးတယ်လို့ဒေတာခန့်တို့ကပြောပါတယ်မုကုမျိုးကနေစစ်ပေးမသိမ်းဆောင်ဒူရီရှိုးကလည်း DNA နေကတက်ပြန်ဆုံးမဲ့အရှင်နေကိုစောင့်ကြည့်နေကြဆဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားလာမဲ့အရှင်နေမှာဒါသိမ်းဆောင်ကြမယ်လို့တည်ရှိရပါတယ်မုကုမျိုးကိုဝင်ရောက်မဲ့လမ်းပိုင်းတွေထဲက မိုးကုတ်မန္တလေးလမ်းပိုင်းကဖော့တော်လမ်းဆုံမိုးကုတ်ပြင်ဦးလွေလမ်းပိုင်းကတိုးပင်ကျေးရွာနဲ့မိုးကုတ်ကြောက်မဲလမ်းပိုင်းကမိုင်းတင်ကျေးရွာတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်ရှင်ကိုကန်ဒေတာရဲ့အုတ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သူပယ်ဆောက်ချိန်ကိုတရုတ်ကတည်တံ့ချမှတ်တဲ့တည်ရင်ပြောပြပေးပါမယ် မြန်မာနိုင်ငံမြောက်ပိုင်းမှာလှုပ်ရှားတဲ့ရာဇဝတ်ကိန်းတစ်ခုမှာပအဝင်ပတ်တတူ9ဦးကိုလိမ့်လည်မှုရည်ရွယ်ချက်ရှိရှိလူတက်မှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုအပါအဝင်ရာဇဝတ်မှုတွေမှာပအဝင်ပတ်တမှုတွေအတွက်မန္တလေးကဒေတန်ချမှတ်ခဲ့တယ်လို့စင်ဟာတတင်းကဖော်ပြပါဗျ။ရာဇဝတ်ကိန်းတွေရဲ့ရာဇဝတ်မှုတွေကြောင့်တရုတ်နိုင်ငံသား6ဦးတေဆုံးတာတရုတ်နိုင်ငံသား2ဦးဟာမိမိကိုယ်ကိုမိမိတက်တေတာနဲ့အခြားလူပေါင်းများစွာဒဏ်ရာရရှိတာတွေဖြစ်ပေါ်ခဲ့တယ်လို့ကွမ်တုံးပြည်နယ်ရှန်ချန်းအလယ်လက်ပြည်သူတရားရုံးကအဆုံးဖြတ်တာဖြစ်ပါတယ်။ ဒေတာချမှတ်ခဲ့သူ9ဦးထဲမှာကိုကန်ဒေတာအုပ်ချုပ်ရေးအဖွဲ့ကောင်းဆောင်ဖြစ်ခဲ့သူပဲဆောက်ချိန်အပါအဝင်သူ့ရဲ့မိသားစုဝင်တွေဖြစ်တဲ့ပယင်ချန်ရင်းရန်လီချန်ဟူရှောက်ချန်နဲ့ကွမ်ယီတို့ဖြစ်ပါတယ် တို့တွေကိုလိမ်လည်မှုလူတက်မှုလူကိုတမင်ထိခိုက်တန်ရာရစီမှုပြန်ပေးဆွဲမှုငွေညစ်မှုပြည်တစားလုပ်ငန်းစုစည်းပေးတာတခြားတင်းကျပ်စေခိုင်းမှုတရားမဝင်ချုပ်နှောင်တာမူရီစေဝါမောင်ခိုမှုထုတ်လုပ်မှုစတဲ့ပုံမှန်များစွာနဲ့ဆွဆွဲချက်တွေကိုပြီးခဲ့တဲ့စက်တင်ဘာလမှာရှန်ကျန်းအလေလက်ပြည်သူတရားရုံးမှာစတင်ဆစ်ဆိတ်ခဲ့တာဖြစ်ပါတယ် ကိုကန့်ဒေတာကကိုကန့်ပြည်သူစစ်ခေါင်းဆောင်တွေနဲ့အုပ်ချုပ်ရေးခေါင်းဆောင်တွေကိုဟာညီနောင်မဟာမိတ်တပ်တွေရဲ့တစ်တုံညာနှစ်ခုဆစ်စင်ကြီးအတွင်းမှာထွက်ပြေးတင်းရှောင်ခဲ့ကြတာဖြစ်ပြီးစစ်တပ်ကတော့သူတို့ကိုကြားဖြန့်ခေါင်းစဉ်အောက်ကနေတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ကိုကန့်ဒေတာရဲ့ထင်ရှားတဲ့ခေါင်းဆောင်နဲ့တထေးမီတာစုကြီး၄ဦးဖြစ်တဲ့ပဲအိမ်ဝေအိမ်မီအိမ်နဲ့လူအိမ်တို့ကမီတာစုဝင်တွေဟာတရုတ်နိုင်ငံမှာကြားဖြန့်အမှုနဲ့တရားရင်ဆိုင်နေကြရတာဖြစ်ပါတယ်။အဲ့ဒီအိမ်ထဲမှာမီအိမ်မီတာစုက ဲ့ဒီအိမ်ဒီထဲမှာတော့မြေအင်ကမီတာစုဝင်တွေကိုတရုတ်တရားရုံးကစက်တင်ဘာလမှာတည်တံချမှတ်ခဲ့တာဖြစ်ပြီးတလအကျော်မှာပဲပေအင်ကမီတာစုတွေကိုတည်တံချမှတ်လာခဲ့တာလည်းဖြစ်ပါတယ်။ မြစ်ကြီးနာမြို့မှာတစောင်းတိုင်းစီမီနှစ်တောင်မီမျောပြီးတစောင်းတိုင်းပွဲပြုလုပ်ခဲ့တဲ့တဲ့တင်ကိုပြောပြပေးသွားပါမယ်မြစ်ကြီးနာမြို့တွင် ရှင်ဥပကုတ်ဖောင်တော်နဲ့စီမီနှစ်တောင်အေယာဝတီမြစ်ထဲတို့မျောလူပူဇော်ရင်ဌာနေတိုင်းရင်သားများအကရီနဲ့တစောင်းတိုင်းပွဲတော်ကိုကျင်းပဖြစ်တယ်လို့မြို့ခံတဦးမှသိရပါတယ်အကအဖွဲ့တွေနဲ့တော်တော်ရော့စီတဲ့တိုင်းလုံးတိုက်ခန်းတီတိုက်စာရီရဲ့တူနီယာအကနဲ့ကိနီကိနီယာအကရီလည်းပါတယ်လေးဟု၎င်းကဆိုပါတယ်မနေ့ကနိုဝင်ဘာလ၄ရက်နေ့တစောင်းတိုင်းလာပြ င်းနေတရက်ထဲတာကျင်းပတာဖြစ်ပြီးတီတာရက်ွက်စုတောင်းပြည့်စည်တီတော်ရဲ့အရှိပတ်မှာရှိတဲ့အေယာဝတီမြစ်ကံပေတွင်ညနေ6နာရီမှစကျင်းပခဲ့တယ်လို့သိရပါတယ်။ပွဲတော်အတွင်းဒေသခံတွေနဲ့ကချင်ပြည်နယ်ဝင်ကြီးချုပ်အပါအဝင်ဌာနဆိုင်ရာများလည်းပါဝင်ဆင်နွှဲခဲ့တယ်လို့သိရပါတယ်။အဆိုပါရှင်ဦးပကုတ်ဖောင်တော်လို့ပုဇော်ပွဲတော်ကိုရခင်နှစ်တွင်မှာတော့မြစ်ကြီးနာမျိုးရဲ့အထင်ကရဖြစ်တဲ့မြစ်ဆုံတွင်ကျင်းပတာဖြစ်ပြီးအေယာဝတီမြစ်ကျောတလျှောက်တို့ส่งရွေးမျောလွတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။၂၀၂ 2022ခုနှစ်နောက်ပိုင်းမှာစ၎င်းလမ်းပိုင်းတခြား KIA နဲ့စစ်ကော်မရှင်တို့ကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ခြင်းကြောင့်ဒေသခံများတွားရောက်ရန်ခက်ခဲမှုတွေရှိပြီးအတွာအလာကန့်တမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ရှန်နီအတိုင်းရဲ့ pocket အစီအစဉ်လေးကိုရှန်နီဘာရာနဲ့မြန်မာဘာရာဘာရာနှမျိုးတင်ဆက်ပေးနေပါဗျ။ ရှနီအတန်ရဲ့သတင်းဆောင်မတွေကို www.shanibyte.com နဲ့ www.facebook.com/thebyteofshanisamyana တွေမှာတောက်ရောက်နှာစင်လို့ရနိုင်ပါပြီ။ဒါပြင်ရှနီတိုင်းသားတွေရဲ့ရုပ်ရည်ရင်ကျင်းမှုတွေလူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်တွေကိုဆောင်းပါးတွေ short video တွေအနေနဲ့လဲရှနီအတန်ရဲ့ re YouTube channel နဲ့ Telegram channel တို့မှာကြည့်ရှုနိုင်ပါတယ်။အခုလိုနှာစင်အားပေးခဲ့ကြတဲ့အတွက်ရှနီအတန်ဝိုင်းတော်သားတွေကအထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာမင်းကြောင့်တဲ့ရောက်ခါကြောင်